မင်္ဂလာပါဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့လား question လေးတွေကိုမေးတဲ့အခါမှာဘယ်လိုအတူအကောက်လေးဖြည့်လို့ရမလဲဆိုတဲ့အကြောင်းလေးကို share လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့လား question တွေကိုမေးပြီဆိုရင်ကျွန်တော်တို့အထိတ်ဆုံးမှာ helping verb နဲ့စတင်ရမ်း helping verb ပြီးတော့ subject main verb ဆိုတဲ့ formal လေးနဲ့လား question ကိုမေးလို့ရပါတယ်အဲ့တော့ပြန်ဖြည့်တဲ့အခါမှာ subject ပြီးတော့သူမေးလိုက်တဲ့ helping verb လေးကိုပြန်သုံးပြီးတော့မှာအတူအကောက်လေးဖြည့်လို့ရပါတယ်အဲ့တော့ဥပမာပြောခြင်းလေအဲ့တော့ do you uh half a car မိမကားတစီရှိသလားတဲ့ဒါဆိုလို့ရှိရင်ကျမတို့ကပုံမှန်အဖြစ်မှားပြီးတော့ဖြေကြရတယ် yes i have no i haven't ဆိုပြီးဖြေကြရတယ်အဲ့လိုဖြေရင်မှားပါတယ်เนาะအဲ့တော့ yes i have လို့အတူကောက်ဖြေပြီးဆိုရင်ဒါ have က uh i'm a subject have က helping verb လို့ယူဆလိုက်တဲ့သဘောဖြစ်တဲ့အခါကျတော့သူမေးတဲ့ question မှာ helping verb က have နဲ့စပြီးမေးတာမဟုတ်ပါဘူးသူက do နဲ့စမေးတာပါအဲ့တော့ do you have a ခါဆိုတော့ have ဆိုတာ main verb ကြီးဖြစ်ပါတယ်ရှိတယ်လို့အဓိပ္ပာယ်ရတယ် main verb ကြီးအဲ main မှာကားတစ်စီးရှိတာပြန်ပြင်မယ်ဆိုရင်ကိုကအတူကောက်ဆိုရင်ခုနကကျွန်မပြောသလို subject ပြီးရင် happen verb do လေးကိုပြန်သုံးရပါမယ် yes i do ဆိုမှမှန်ပါမယ်ညရင် no i don't เนาะ do you have a car yes i do no i don't လို့ဖြေရမှာဖြစ်ပါတယ်အဲ့တော့ဒီ do နဲ့စတဲ့ question la question ရဲ့အဓိပ္ပာယ်က the la လို့မိတာဖြစ်ပါတယ်အဲ့တော့ do ဒီ subject အများဆိုရင် do နဲ့တွဲရမှာဖြစ်ပြောမှာ subject အနည်းဆိုရင် does နဲ့တွဲရမှာဖြစ်ပါတယ်ဥပမာအာ तू ဒီနေ့အလုပ်သွားသလားဆိုရင် does he go to work today ဒါဆိုပြန်ဖြေမယ်ဆိုရင်ကျမတို့က subject နဲ့ဒီအကူကိရိယာလေး does နဲ့ကိုဖြေရမယ် yes he does သွားပါလေ no he doesn't မသွားပါဘူး နော်သူတို့တွေစကြကြသလား do they study the lesson ဆိုရင်ဟုတ်ကဲ့ကြက်ပါတယ် yes they do မကြက်ပါဘူး no they don't လို့ဖြေရမှာဖြစ်ပါတယ်နော်ဒါဆိုရင် last question လေးတွေဒီ helping verb နဲ့စမယ် helping verb subject main verb ဆိုတော့ format ဖြစ်ပြီးတော့မှကိုကအတူောက်ပြန်ဖြေမယ် yes no အတူောက်ပြန်ဖြေမယ်ဆိုလို့ရှိရင် yes no ရဲ့အနောက်မှာ subject နဲ့ဒီ helping verb လေးကိုပဲပြန်သုံးရမှာဖြစ်ပါတယ် เนาะ main buff ကိုအသုံးစရာမလိုပါဘူး okay အဲ့တော့နောက်တစ်ခုအာ buff to have ဆိုရဲအခုကြိယာလေးနဲ့စာမေးမယ်ပေါ့เนาะအဲ့တော့ main ေချိုးပြီးပြီလားဆိုရင် have you taken a bath နော်မင်းရေချိုးပြီးပြီလားဆိုလို့ရှိရင်ဒါဆိုရင် helping verb but to have လေးနဲ့စတာအဲ့တော့ helping verb ဒီ have subject ဒီ you အနောက်က main verb ဒီ taken ဆိုရယ် but 3ဖြစ်ပါတယ်အဲ့တော့ verb to have နဲ့စလို့ရှိရင်တော့ adjective ကပြီးပြီလားလို့မေးတာဖြစ်ပြီးတော့မှအဲဒီ verb to have ဒီအများနဲ့ main verb but 3နဲ့တွဲနေပါတယ်ဒါဆိုပြန်ဖြစ်မယ်ဆိုရင်ခုနကအတိုင်းပဲ subject ရယ်ဒီ helping verb လေးရယ်ပဲဖြစ်မယ်အဲ့တော့ have you taken a bath မင်းရေချိုးပြီးပြီလားဟုတ်ကဲ့ချိုးပြီးပါပြီ yes I have မချို့ ਆ သေးပါဘူး no I haven't နော်ဒါဆိုတော့ဒီ but to have မှာလည်းအနည်းများရှိတယ် subject အနည်းဆိုရင် has တော့မယ်အဲ့တော့ तू အလုပ်သွားပြီလား has he gone to work ဟုတ်ကဲ့သွားပြီပါပြီ yes he has မသွား ਆ သေးပါဘူး no he hasn't နော်အဲ့တော့သူတို့တွေ subject ပြီပြီလား have they studied the lesson ဟုတ်ကဲ့ကြည့်ပြီပါပြီ yes they have မကြည့်ရသေးပါဘူး no they haven't ဖြစ်တယ် okay ဒါဆိုလို့ရှိရင်အခုအာပြပြသွားပြီလားတော့ဒီ လား question လေးရေးလို့မယ်ဆိုလို့ရှိရင် helping verb တွေနဲ့စပြီးတော့မှ main verb လောက်ရပါတယ် helping verb subject main verb ဆိုတော့ formal တွေတောင်းရပါတယ်အဲ့တော့ဒီ do တွေ does တွေစတဲ့ helping verb နဲ့စမေးပြီဆိုရင် the last ဆိုတဲ့ adjective မျိုးဖြစ်ပြီးတော့ have to have the has the ဆိုတဲ့အကူကရိယာလေးနဲ့စမေးပြီဆိုလို့ရှိရင်တော့ပြီးပြီလားဆိုတဲ့ adjective ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအကူကရိယာလေးနဲ့စမေးတဲ့အခါမှာပြန်ဖြေမယ်ဆိုလို့ရှိရင် subject နဲ့အကူကရိယာလေးနဲ့ကိုအတူကောက်လေးဖြေလို့ရပါတယ် do you ဆိုရင် yes i do no i don't does he ဆိုရင် yes he does no he doesn't no have you so yes i have no i haven't has he so yes he has no he hasn't ဖြစ်ပါတယ် โอเคဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge တွေအနေနဲ့ရသွားမယ်လို့ထင်ပါတယ်အင်္ဂလိပ်စာကိုအခြေခံကနေကျွမ်းကျင်တဲ့အဆင့်ထိရအောင်လို့ကျွန်တော်တို့ကျွမ်းကျင်ခြင်းတွေပြောတတ်ခြင်းလေဆိုရင်ကျွန်မရဲ့ brilliant future english စာသင်တန်းမှာရှိတဲ့ business english speaking course ကိုတင်ပြလို့ရပါတယ် တင်နန်းအကြောင်းအသေးစိတ်ကိုတော့အာ Brilliant Future English အတင်နဲ့ရဲ့ Facebook page Messenger ကနေပြောမှမေးမြန်းလို့ရပါတယ်။အဲ့တော့ဒီ YouTube နဲ့ Telegram channel တွေမှာလည်း English စာနဲ့ပတ်သက်တဲ့ knowledge တွေတင်ထားတာကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် subscribe လုပ်ထားလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။